မနက်ခင်မရှင်ကျမကတော့ချွချိုဆမ်းပါ DBBU မြေတန်ချာရဲ့မနက်၈နာရီသတင်းလေးကိုတင်ဆက်ပေးပါရမယ်မြန်မာနိုင်ငံသတင်းတွေကပသတင်းနေနဲ့တူအားကစားသတင်းတွေကိုလည်းရှုစားကြရမှာပါရှင်ပြခရက်ဧပြီလအတွင်းမြန်မာစစ်ကောင်ဆောင်ရဲ့ဘန်ကောက်ခီးစင်မှာဆန္ဒပြဖို့အစီအစဉ်ခဲ့တဲ့မြန်မာလုပ်သား၂ယောက်ဖမ်းဆီးထိသိမ်းခံရတာ6လကျော်ရှိနေပြီးသူတို့၂ယောက်အမြန်ဆုံးပြန်လွတ်လာဖို့မိသားစုဝင်တွေကမျှော်လင့်နေကြပါတယ်ဇွဲတဲ့သတင်းပေးပို့ထားပါတယ်ရှင် ประเทศไทยไม่ต้อนรับฆาตกรเผด็จการပြီးခဲ့တဲ့ဧပြီလ3ရက်ကစကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လာရဲ့ဘန်ကောက်ကိုလာရောက်ခဲ့တဲ့ဘင်းစတက်အစီအဝေးခီးစဉ်အတွင်းဆန္ဒပြဖို့စီစဉ်ခဲ့တဲ့မြန်မာနိုင်ငံသားနှစ်ယောက်ကိုဖြိုးပိုင်နဲ့ကိုနနိုင်ဆိုတို့ဟာ Thai ITC Immigration Detention Center မှာထိန်းသိမ်းခံထားရတာ6လကျော်ရှိသွားပါပြီ။အချိန်6လကြာတဲ့အထိသူတို့နှစ်ယောက်ဟာပြန်မလွတ်သေးပါဘူး။ သူတို့နှစ်ယောက်ကို UN အဖွဲ့အစည်းတွေနဲ့ထိုင်းလူခွင့်ရရှိနေဖွဲ့တွေကအာမခံနဲ့ပြန်လွတ်ဖို့ကူညီပေးနေပြီးမြန်မာနိုင်ငံစီပြန်မပို့ဖို့လည်းတောင်းဆိုထားတယ်လို့မိသားစုဝင်တွေကပြောပါတယ်အဲ့ဆက်တယ်ရနေတော့မှတော့သူဟိုတော့တော့ကျမ်းမရေမကောင်းဘူးလို့ပြောတယ်ဒါပေမဲ့အခုနောက်ပိုင်းအခုတော့နည်းနည်းတော့သက်သာနေပါပြီအမှုအခြေအနေကတော့လောလောဆယ်အဝအာမခံတင်ထားတယ်ပေါ့ဒီဆက်လာပိုင်း၁၅ရက်လောက်ဆိုတော့အာမခံရမရသူသိရမယ်လို့ပြောတယ် အော်ကျွန်မကတော့ကလေးနှစ်ယောက်နဲ့ဆိုတော့ခက်ခဲတာပေါ့ကလေးနှစ်ယောက်နဲ့ဆိုတော့လုပ်ငန်းလုပ်ရလဲဝင်လို့လို့မရဘူးကလေးတွေကြောင်းပို့လိုက်ကြောင်းကျိုလိုက်ဒီကြားထဲမှာအကွာဈေးလေးပဲဟိုအချိန်ရတယ်အဲ့လိုမျိုးအချိန်လူပြီးတော့ဘာမှမလုပ်ရဈေးလေးပဲရောင်းနေရတာပေါ့အော်ဗမာပြန်ပို့မှတော့စိုးရိမ်တာပေါ့ဗမာပြန်ပို့ရင်အစပြောက်မှာကြီးကျွန်မအခုဒီလိုဒီမှာဘက်တွေပါရရရမယ်ဆိုတော့ကိုအဆင်မပြေနိုင်ဘူးပေါ့နော်ဟိုဘယ်လိုရလဲကိုတယောက်တည်းလုံးစာရှာရတာနဲ့ကလေးနှစ်ယောက်နဲ့အခန်းကစားစရိတ်တွေပါနေနေဆိုတော့နော် ိုဒီတတ်ရရမယ်စာအုပ်တွေပြန်လုပ်ရမယ်ဆိုတော့ကျွန်မဝင်ရေးစီးရတာတော့နည်းနည်းခက်ခဲတယ်ဘင်္ဂမြို့က ITC လူဝင်မှုကြီးကြပ်ရေးထိန်းသိမ်းစခန်းမှာထိန်းသိမ်းခံထားရတော့မှလည်းမြန်မာနိုင်ငံသားတွေအပေါ်အချုပ်ခန်းကောင်းဆောင်တွေကအနိုင်ကျင့်တာလူ့အခွင့်အရေးချုပ်ဖောက်တာတွေကိုကြုံခဲ့တယ်လို့လည်းကိုဖြိုးပိုင်ကပြောပါဗျ။ ITC ထိန်းသိမ်းစခန်းမှာမြန်မာနိုင်ငံသားတွေအပေါ်လူ့အခွင့်အရေးချုပ်ဖောက်မှုတွေရှိတာကြောင့်အမျိုးသားညီညွတ်ရေးအစိုးရ NUG အနေနဲ့ ထိုင်းဆိုရစီကိုတောင်းဆိုပေးဖို့ကိုလည်းသူကတောင်းဆိုထားပါတယ်။အဲဒီတွင်းမှာလည်းကျွန်တော်နိုင်ငံသားတွေကအကာအကွယ်မဲ့နေတယ်ဘယ်လိုပဲဖြစ်ဖြစ်အဲဆေးအုပ်စုရဲ့ဟောလာလာမရေတက်ဖြက်မှုတွေနှိပ်စက်မှုတွေဖန်ဆီးမှုတွေကြောင့်ဟလာနေလို့မရဘူးစစ်မှုတန်းနဲ့နေလို့မရဘူးအနည်းဆက်ကကျွန်တော်ထိုင်းနိုင်ငံမှာဝင်လာကြတယ်ဟလာဝင်လာကြပြီလို့ရှိရင်ဒီရောက်လို့ရှိရင်လို့ရှိရင်လည်းအဖမ်းခံရတယ်ဖမ်းခံပြီးကျွန်တော်နိုင်ငံသားတွေပေါ့လူ့ခွင့်ရေးတွေချိုးဖောက်ခံနေရတာအဲ့ဒါတွေကို ဟိုနိုင်ငံတကာတိအောင်ဟုတ်လားဒီ UNG မှာရှိနေတဲ့တာဝန်တာဝန်ရှိနေတဲ့လူကြီးတွေရဲ့ဒီအကြောင်းအရာတွေကိုခိုင်းဆိုးရအောင်တောင်းဆိုပေးပါလူ့ခွင့်ရေးတွေမချိုးဖောက်ဖို့တောင်းဆိုပေးပါနော်ကျွန်တော်အဲ့ဒါလေးကိုပြောချင်ပါတယ်ကိုဖြိုးပိုင်နဲ့ကိုနနိုင်ဆိုးရုံးနှစ်ယောက်ကိုထိုင်းနိုင်ငံကနေအမိပြစင်း blacklist တွင်ထားပြီးသူတို့နှစ်ယောက်ကိုမြန်မာနိုင်ငံစီနေရပြန်မဖို့အောင် UN အခါခွင်နဲ့ရှင်းနေတွေကကူညီဆောင်ရွက်ပေးနေတာဖြစ်ပါတယ် ထိုင်းနိုင်ငံမှာဧပြီလ၄ရက်နေ့ကလည်းစစ်ကောင်းဆောင်ကိုဆန္ဒပြခဲ့တဲ့ထိုင်းចောင်းသားတယောက်ဖမ်းဆီးခံခဲ့ရပြီးသူ့ကိုတော့အဲ့ဒီညာရင်းချင်းပဲပြန်လွတ်ပေးခဲ့တာမြန်မာနိုင်ငံသားနှစ်ယောက်ကတော့လက်ရှိအချိန်ထိထိမ့်သိမ်းခံထားရတာဖြစ်ပါတယ်ကျွန်တော်ဇွဲသစ်ပါ AR တိုင်းအင်ကပူမျိုးနဲ့ကွင်းကောင်းမျိုးအုပ်ချုပ်ရေးမှူးကအရက်သားတွေကို ထောက်ပံ့ငွေပေးအပ်ပွဲတက်ဖို့လိန်ခေါ်ပြီးတအိမ်နောင်ကိုစံကျန်းတပြည့်ပေးကမဲဆွဲခဲ့တယ်လို့ဒေသခံတွေစီကသိရပါဗျာ စစ်ကောင်စီခန့်ကွင်းကားမျိုးအုပ်ချုပ်ရေးမှူးဦးသိန်းစိုးကအရက်သားတွေကိုစက်တင်ဘာလ2ရက်ကမြတ်မအောင်ကြီးသာသနာ့ဘိမှန်မှာတအိမ်တော်ကိုစံကျန်းတပြီပြေးခဲ့တယ်လို့ဆိုပါတယ်။စံပေးရင်မထဲကြဖို့နဲ့မစင်းသွားကြည့်ကြဖို့ပြောဆိုခဲ့တယ်လို့ကွင်းကားမျိုးကန်ကပြောပါတယ်။ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးဦးသိန်းစိုးရဲ့ခေါ်ယူမှုကိုအကူအညီလိုအပ်နေတဲ့လင်းမြနာမျိုးနယ်နဲ့အင်ကူမျိုးနယ်တွေဘက်ကစစ်ဆောင်လာကြတဲ့အရတားတွေအများဆုံးတွားရောက်ခဲ့ပြီးအကူအညီမရဖြစ်ခဲ့တယ်လို့ဆိုပါတယ်။အုပ်ချုပ်ရေးမှူးစီကအကူအညီမရတဲ့အပြင်စစ်ဆောင်တွေအနေနဲ့ရောက်တဲ့နေရာမှာမဖြစ်မနေမဲထဲဖို့နဲ့မဲထလို့ရအောင်ရှောက်ရမယ်ဆိုပြီးဖိအားပေးခဲ့တယ်လို့စစ်ပေရှောင်းရေးကူညီပေးနေသူကပြောပါတယ်။ ဒါပြင်မဲထက်ဖို့အချက်လက်တွေမှားနေရင်လာပြောဖို့နဲ့မှတ်ပုတ်တင်မရှိသူတွေကိုလည်းမှတ်ပုတ်တင်တွေလုပ်ပေးမယ်လို့ပြောဆိုမဲဆွဲခဲ့တယ်လို့ဒေတာကန်တွေစီကသိရပါတယ်ရှင်။ စကိုင်းတိုင်းကံဘလူးဇီကုံနဲ့ကျွန်းလှတကြောမှာနမဲဆိုးနဲ့ကြော်ကြားတဲ့ပြည်သူစစ်ခေါင်းဆောင်ဆရာတော်ဦးဝသွားကိုတွေ့တဲ့နေရာမှာပါရိုက်မယ်လို့ပြောဆိုခဲ့တဲ့ရှေဘူတက်နယ်ကဘူဂျီရမင်းပိုင်ကိုပြည်သူစစ်အဖွဲ့တွေက တိုင်းမှုစီတိုင်တန်းခဲ့တယ်လို့မြို့ကန်တွေစီကသိရပါတယ်။ရှေဘူတက်နယ်ကလောက်ရမဲ့အလုပ်ကိစ္စတွေကိုဦးဝသွားကလိုက်လံနှောက်ယှက်ပြီး တက်ကလူအချင်းချင်းစိတ်ဝမ်းကွဲအောင်လုပ်နေတာကြောင့်ဆိုပြီးဘူဂျီရဲမေးပိုင်ကဥဝတော်ကိုပိုင်ရိုက်မယ်လို့အော်တိုဘလာတရက်ကပြောဆိုခဲ့တာပါပြည်သူစစ်အဖွဲ့တွေစုပြီးအနောက်မြောက်တိုင်းစစ်ထဏာချုပ်စီကိုတိုင်ပေမဲ့တိုင်းမှုကဖြည့်ရှင်မပေးတာကြောင့်နေပြည်တော်အထိတိုင်သွားဖို့ဆက်လက်လှုံ့ဆော်နေပါတယ်ဒါပေမဲ့နမခတိုင်မှုကဥဝတော်ရဲ့လိုရတချို့ကိုတင်ပြထားတာကြောင့်တိုင်ကြားလို့မရဖြစ်နေတယ်လို့လည်းဖြစ်စဉ်ကိုတည်သူတယောက်ကပြောပါတယ် ကမ်ဘလူခိုင်မှာအင်အားကြီးလာတဲ့သင်္ကန်းဝတ်လက်နက်ကိုင်ဝါသဝခေါင်းဆောင်တဲ့ပြည်သူစစ်အဖွဲ့ဟာအုတ်ချုပ်ရည်နဲ့ဌာနဆိုင်ရာရုံးကိစ္စတွေအပြင်စစ်ကောင်စီတပ်ကိစ္စတွေကိုဝင်ရောက်ခြေလှယ်နေတယ်လို့ဒေသခံတွေကပြောပါတယ်ရှင်။ကဘာဆီယာများနဲ့ခန္ဓာကိုအော်တိုဘာလ9ရက်နေ့ကထိုင်းနိုင်ငံမဲဆောင်မြို့မှာမြန်မာရှေ့ပြောင်းဒေသဆရာဆရာမများအစည်းအုံကဥဆောင်ကျပသွားပါတယ်။မောက်တူးတင်ဆက်ထားပါတယ်ရှင်။ဟုတ်ကဲ့ပါ မဲဆောက်မျိုးရောင်စီဒီယမ်ဆရာဆရာမတွေရွှေပြောင်းပညာရေးဝန်ထမ်းတွေစသဖြင့်အင်အား300ကျော်ဒီခန်းကားကိုတက်ရောက်လာခဲ့ကြတာပါ ဒီနေ့ပွဲကိုတက်ရရတဲ့အတွက်ကြောင့်အဝမ်းအရန်ကိုဝမ်းသာပီတိဖြစ်မိတယ်ပေါ့နော်ပြီးတော့အခုမှဆိုလဲလူ300ကျော်ပေါ့နော်ဆရာဆရာမတွေတက်ရောက်တာကိုတွေ့တဲ့အတွက်ကြောင့်လဲကျမတို့အရန်ကိုဝမ်းသာမိပါတယ်လို့ဝမ်းသာပီတိဖြစ်မိပါတယ်လို့ဟုတ်ကဲ့ပါဒီနေ့မှာတော့ကျမတို့ကဆရာဆရာမတွေကိုဒီ World Teacher Day ပေါ့နော်9ရက်နေ့မှာအတိမတ်ပြုပေးတဲ့အစီအစဉ်လေးတွေလုပ်ပေးပါတယ်ကျမတို့အဲ့အတိမတ်ပြုတဲ့အစီအစဉ်မှာဆိုရင်အခုမှပေါ့နော်ပန်းလေးအခမ်းအနားလေးတွေလုပ်ပေးတယ်ဟိုတော်ဝင်လွာလေးတွေပေါ့နော်ပွေပွအဖွဲ့စည်းတွေပေးပို့လာတဲ့တော်ဝင်လွာလေးတွေဖတ်ကြားပေးတယ်ပြီးတော့ကကျတော့ဒီကျမတို့ဒီ migrant education ကို coordination လုပ်ပေးတဲ့ MECC တို့เนาะ MEI တို့လည်းပါတာပေါ့เนาะအဲ့ဒီ MEI တို့ကလည်းလူကြီးကြတယ်လာပြီးတော့ဂွန်ပြုစကားပေါ့ကျမတို့ဝမ်းမြောက်ဝမ်းသာဖြစ်တဲ့ဂွန်ပြုစကားလေးလည်းလာပြောပေးပါတယ်မြန်မာရွှေပြောင်းဒေသဆရာဆရာမများအစီယုံ BNTA ဟာအာနာသိစစ်တပ်ကိုစတင်တဲ့ရွှေပြောင်းပညာရေးဝန်ထမ်းနေနဲ့ဖွဲ့စည်းထားတဲ့အဖွဲ့ဖြစ်ပါတယ်ချိန်ထဲမှာပဲဒီလိုဟိုကျမတို့နိုင်ငံထဲမှာဖြစ်စေနိုင်ငံ အသီးသီးလေးမှအများကြီးမှဖြစ်နေတဲ့ဒီဖက်ချဆန်းဆန်းမှုတွေအကြံဖက်မှုတွေဟိုရရရကြသွားအောင်ရတန့်သွားအောင်ကိုဘိုင်ဝန်ဆောင်ရရပါကိုအကြောင်းလေးကနေအစပြုရမှာဖြစ်ပါတယ်ကဘာကြီးကပတ်ပေါင်းဆောင်နေပြီးတော့မှဟိုခေါ်မလဲအာဂါတရီတောင်မှဟိုနေပဲချက်ထွင်ပြီးတော့မှစိုးမိုးဖို့ကြိုးစားနေကြတဲ့အချိန်မှာ ကျွန်တော်မြန်မာနိုင်ငံကဒီအာဏာသိမ်းလိုက်တဲ့နောက်ပိုင်းမှာခေနောက်ပြန်ကိုကြောက်ခက်ဘက်ကိုရောက်တယ်လို့ညီပါခေနောက်ပြန်ဆွဲနေတဲ့အပေါ်မှာအလုံးအလုံးကိုအသိမ်းကောင်းတဲ့ဖြစ်တယ်နောက်ကဒီအာဏာသိမ်းစစ်ကောင်စီရဲ့လက်အောက်မှာတက်နေရတဲ့ចောင်းသားတွေဆိုလို့ចောင်းကြီးចောင်းသားတွေဆိုလို့ရှိရင်လည်းပဲဒါအမတန်ចောင်းကြီးចောင်းသားတွေအထူးသဖြင့်ဆရာဆရာမတွေပေါ့နော်အလုံးအလုံးအလုံးကိုဒါဟိုဘယ်လိုခေါ်မလဲမျောလင်းချက်မဲ့ပြီးတော့မှအနာဂတ်ဘက်အရန်ကိုဆိုရင်ဒီကောင်းပါတယ်လို့ကျွန်တော်လည်းထပ်ပြီးဖြစ်ပြောခြင်းပါဆရာဆရာမဆိုဒီမှာပညာသင်ကြားတယ်နော် လူတိုင်းအကျုံးဝင်ပါဝင်နိုင်မှုကျောင်းနဲ့လူမှုအဖွဲ့အစည်းပြုပြင်မှုအစရှိသည့်ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေးကိုအကောင့်ထဲပေါ်ဆောင်ရွက်ရာတွင်အလွန်အရေးပါသောအခမ်းအနားမှာပါဝင်ကြည့်အာဒီနေ့ကမ္ဘာ့ဆရာမနဲ့ခန္ဓာမှာအခုကျမတို့ဒီမဲဆောက်ပေါ့နော်။မာကမ္ဘာ့ဆရာမနဲ့ခန္ဓာကိုတရားခွင့်ရအောင်ကျမအရန်ကိုခုယူပါရယ်ရှင်။ဒီမှာလေကျမတို့ရောက်တဲ့နေရာမှာပေါ့နော်။ကလေးတွေကိုအသိပညာအဲပေးနိုင်တဲ့နော်ကလေးတွေလိမ္မာရေးကြရှိအောင် ကူညီတောင်းတနေရနေမှာဖင်းရတဲ့အတွက်ကြောင့်ကျွန်မအရင်ပဲအရင်လဲဝမ်းမြောက်မိပါတယ်ရှင်ကျွန်မဒီကူညီမအဲဘာ Mangram ပေါ့နော် Teacher Association Burmese Mangram Teacher Association ကနေပြီးတော့ပါဝင်ပြီးတော့ကျင်းပတဲ့ပွဲမှာအဲ့ဒီအဖွဲ့အစည်းပို့ပို့ပြီးတော့တိုးတက်အောင်မြင်ပြီးတော့ကလေးရဲ့အကျိုးကိုတည်ဆောက်နိုင်မှုမျှော်လင့်ပါတယ်ရှင်ကုလသမဂ UNESCO ကကြီးမှုပြီး1994ခုနှစ်ကစ နှစ်စဉ်နှစ်တိုင်းအော်တိုဝါလာ9ရက်နေ့ကိုကမ္ဘာဆရာများနေ့ဖြစ်တတ်မှတ်ကျင်းပနေခဲ့တာပါခမညာကျွန်တော်မောင်တူပါဟုတ်ကဲ့ပါဒါကတော့ Laughing K အကြောင်းသားအကြောင်းသူများရဲ့ကိုယ်တိုင်ရေးဆက်ထားတဲ့အချင်းကိုဂုံပြူဖြောပြရဲ့ဆရာဆရာမများအဂုံပြူဖြောပြခြင်းဖြစ်ပါတယ် ာရီတိုင်းကတောင်သူတွေကိုလာမဲ့ဆောင်းတိနှံစိုက်ပျိုးရသည်မှာစစ်ထွက်တိနှံနေကြကိုဒုတိယဦးစားပေးတိနှံအဖြစ်စိုက်ပျိုးရမယ်လို့စစ်ကောင်စီရဲ့စိုက်ပျိုးရေးဦးစီးဌာနကလက်သမားတွေကိုဖိအားပေးစိုက်ခိုင်းနေတယ်လို့တောင်သူတွေစီကသိရပါတယ်။ စစ်ကောင်စီခန့်တိုင်းဝန်ကြီးချုပ်ဦးတင်မာဝင်ကလည်းသမားတွေကိုစပားပြီးရင်ဒုတိယဦးစားပေးသီးနှံအဖြစ်စီထွက်သီးနှံနေကြကိုအ ਨੇ ဆုံး9ဧကမဖြစ်မနေစိုက်ပျိုးဖို့ COPR ပေးခဲ့တယ်လို့စတေမာလာစရုပ်ထပတ်အစီဝေးမှာပြောဆိုခဲ့တာပါ။ အဲ့ဒီနောက်စပြိုရေးဦးစီးဌာနရဲ့ဦးစီးမှုတွေကဖိအားပေးစိုက်ခိုင်းလာတာလို့ဆိုပါရယ်ပြည်တွင်းစားစီလိုအပ်ချက်ကိုဖြစ်စီပေးဖို့အတွက်နေကြာကိုမဖြစ်မနေစိုက်ခိုင်းနေပြီးလိုအပ်တဲ့စပြိုရေးပစ္စည်းတွေကိုလည်းသက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ချိတ်ဆက်ကူညီပေးမယ်လို့စပြိုရေးဦးစီးဌာနကဝန်ထမ်းတယောက်ကပြောပါရယ် ARD တိုင်းမှာပြီးခဲ့တဲ့နှစ်ဆောင်းတိနှံစိုက်ပျိုးရာသီကစီထွက်တိနှံနေကြကိုတိထက်တိညှက်အနေနဲ့သာစိုက်ပျိုးခိုင်းတာဖြစ်ပြီး အခုနှစ်ဆောင်းတိနှံစိုက်ပျိုးရာသီမှာတော့ဒုတိယဦးစားပေးတည်တန့်စိုက်ခင်အဖြစ်စိုက်ပျိုးဖို့ဖိအားပေးရတာလို့ဒေသခံတောင်သူတွေကပြောပါတယ်ရှင်။ ဂရီနီပြည်နယ်ဒီမော့ဆိုမြို့နယ်နောက်ဘက်ခြမ်းတနေရာမှာစက်တင်ဘာလ22ရက်ကနေအောက်တိုဘာလထဲထိမိုးရွာပြီးရေကြီးနေတဲ့အတွက်စစ်ဆောင်စခန်းတစ်ခုရင်းနှီးမြှုပ်နေတယ်လို့စစ်ဆောင်တွေကိုကူညီပေးနေတဲ့ Greeny Hope အဖွဲ့တာဝန်ခံကအောက်တိုဘာလ9ရက်မှာပြောပါရယ် ရေကတရက်ကိုနှစ်ပေကနေသုံးပေအထိတက်နေတဲ့အတွက်ရေမြုပ်နေတဲ့စစ်ဆောင်စခန်းကနေအိမ်73အိမ်လောက်ကိုပေးလို့ရရွှေ့ထားပြီးမိုးကရေအဓိကလိုအပ်နေတယ်လို့ Greeny Hope Town ကကိုလွမ်းကပြောပါရယ်ရေကြီးနေတဲ့စစ်ဆောင်စခန်းမှာအင်ချီ150နီးပါးရှိပြီးတောင်ကြားရေလည်းများတဲ့အတွက် ရေထက်တက်နေပြီးရွှေ့ပြားရမယ့်အိမ်တွေထပ်ရှိနိုင်တယ်လို့ဆိုပါရယ် နေရာရွှေ့ပြောင်းနေရတဲ့အတွက်စစ်ဆောင်ပြည်သူတွေနေထိုင်ဖို့မိုးကနဲ့စားတောက်ဖို့ရိတ်ခါတွေလိုအပ်နေတယ်လို့သိရပါတယ်ဒီမော့ဆိုနောက်ဘက်ချမ်းမှာမိုးစတိုက်ရွာကကားလမ်းရေကျော်နေပြီးဒေသခံနဲ့စစ်ဆောင်ပြည်သူတွေတွာလာရခက်ခဲတာတွေကြုံနေရတဲ့အပြင်စစ်ဆောင်စခန်းတွေထဲရေဝင်နေလို့နေရာရွှေ့ပြောင်းရတာတွေလည်းရှိနေပါတယ်ရှင် လက်စတိုင်းကိုထောက်ခံဆန္ဒဖော်ထုတ်မှုတွေကိုဥရောပနိုင်ငံတွေမှစနေနေ့ကပြုလုပ်ခဲ့ကြပါတယ်။ဂါဇာကမ်းမြောင်ကိုအစ္စရေးကပိတ်ဆို့ထားမှုနဲ့ပတ်သက်ပြီးဆန္ဒပြသူတွေကရှုတ်ချခဲ့ပြီးပါလက်စတိုင်းပြည်သူတွေကိုထောက်ခံကြောင်းဖော်ပြခဲ့တာပါ။ ။ပြည်တိုင်းမှာလန်ဒန်မြို့လယ်ကစပြီးထရက်ဖာဂဲယဉ်ပြင်မှာဆိုင်းဘုတ်တွေပါလက်စတိုင်းအလံတွေလက်ကပ်ပိုစတာတွေကိုင်းဆောင်ပြီးဆန္ဒဖော်ထုတ်ခဲ့တာပါ။ကျွန်တော်ဒီကိုရောက်နေတာကဂါဇာမှာရှိတဲ့လူမျိုးတို့တပ်ဖြတ်မှုကိုကာကွယ်ဖို့ပါပါလက်စတိုင်း6000ကိုလူမျိုးတို့တပ်ဖြတ်မှုအတွက်ကာကွယ်ဖို့ပါဒီလိုဖြစ်ရတွေကိုမကာကွယ်နိုင်ဘဲပူပေါင်းလုံးဆောင်နေတဲ့အစိုးရကိုလည်းဆန္ဒပြဖို့ပါလို့ဆန္ဒပြသူတအူးကပြောပါတယ် လန်ဒန်ရဲတပ်ဖွဲ့ရဲ့ပြောကြားချက်အရစနေနေ့ဆန္ဒဖော်ထုတ်မှုမှာလူ442ဦးထက်မနည်းဖမ်းဆီးခံရတယ်လို့သိရပါဗျ။ဒီတိမ်မှာလိုပဲအီတလီနဲ့ပြည်သက်နိုင်ငံတို့မှာလူထောင်ပေါင်းများစွာဆန္ဒဖော်ထုတ်ခဲ့ကြပါသေးတယ်။ပါလက်စတိုင်းတွေကိုကိုကျင်းစားရဲဆိုတဲ့ဖော်ပြမှုတွေနဲ့လမ်းပေါ်ထွက်ခဲ့တာဖြစ်ပြီးအစိုးရကလည်းအစ္စရေးနဲ့ပူးပေါင်းမှုမလုပ်ဖို့တောင်းဆိုခဲ့ပါတယ်။စပိန်နိုင်ငံမက်ဒရစ်မြို့မှာဆန္ဒပြသူ1000ကျော်ရှိပြီးပါလက်စတိုင်းလမ်းတွေကိုင်ကာ စစ်ပွဲရပ်ဖို့လူမျိုးတုံးတပ်ဖြတ်မှုတွေရပ်ဖို့တောင်းဆိုခဲ့ပါတယ်ရှင်။ မြန်မာကိုစားပြုတ်ကချင် ဖိုက်တာကြီးအောက်လာအန်ဆန်းဟာဝမ်ချန်ပီယံရှစ်ရဲ့ဂုံတုဆောင် ခမ်းမမှာထဲ့သွင်းဂုံပြုခံရတဲ့တတိယမြောက်ကစားသမားဖြစ်လာခဲ့ပါတယ်။အော်တိုဘလာ၄ရက်ကထိုင်းနိုင်ငံမှာထိုးသတ်ခဲ့တဲ့ဆူဒင်ဖိုက်တာကာတစ်စတန်ရဲ့ပွဲမှာအလဲထိုးနဲ့အနိုင်ရခဲ့ပြီးနောက်မှာ အောက်လာကိုဂုံတုဆောင် ခမ်းမမှာထဲ့သွင်းဂုံပြုမဲ့အကြောင်းဝမ်ချန်ပီယံရှစ်ကကြေညာခဲ့တာပါ။ဂုံတုဆောင်ထိမ်းမှတ်စုကိုလာမယ့်နိုဝင်ဘာလ16ရက်ဂျပန်နိုင်ငံတိုကျိုမြို့မှာကျင်းပမယ့် 1173မှာချင်းမြန်ကိုပြုသွားမှာပါ။ဝါရက်ကုန်တူဆောင်ခမမှာပထမဆုံးကိုပြုခံရသူကအမေရိကန်ဖိုက်တာတီမီထရော့စ်ဂျွန်ဆင်ဖြစ်ပြီး2024ခုနှစ်စက်တင်ဘာလမှာအနာယူခဲ့ပြီးနောက်ကုန်တူဆောင်ကန်ဝင်ကစားသမားအဖြစ်သတ်မှတ်ကြေညာခဲ့တာပါအဲ့ဒီနောက်ဘရာဇီးဖိုက်တာဗီဗီယာနိုဖာနန်ဒက်စ်ကိုလည်းကုန်တူဆောင် ကစားသမားအဖြစ်သတ်မှတ်ခဲ့ပြီးအောင်လအန်ဆန်ကတတိယမြောက်ဂုံပြုခံရတဲ့ကစားသမားဖြစ်လာခဲ့တာပါ မီဒယ်ဝိတ်နဲ့ light heavyweight champion ကပတ် champion ဟောင်းအောင်လာဟာဝမ်းမှာ7နှစ်နီးပါးဖြတ်တန်းခဲ့ပြီးစုစုပေါင်းပွဲ20ထိုးသတ်ခဲ့ရမှာ15ပွဲနိုင်ပြီး9ပွဲရှုံးနိုင်ခဲ့ပါတယ်ရှင်ဒီဗီဒီယိုမြန်တန်ကြားရဲ့မနက်ရှင်နိုင်တဲ့တွင်ကိုရှုစားခဲ့ရတာပါမနက်စင်နိုင်မှာလည်းထပ်ပြရရှိတဲ့တွင်ကိုဖြစ်ဆက်တင်ဆက်ပေးဦးမှာပါကျွန်မကတော့ချေချိုဆမ်းမကျေးဇူးတင်ပါတယ်ရှင် DBB ရုပ်မြင်သံကြားပရိသတ်များမင်္ဂလာပါခင်ဗျာ။တစ်ပတ်စဉ်ပုံမှန်ထုတ်လွှင့်တင်ဆက်ပေးနေကြဖြစ်တဲ့ပြီးသူအစားပစက်ငါဘေးသာများဖျက်ချခြင်းတော်တူ DBB အစီအစဉ်ပြန်လည်ထုတ်လွှင့်ဖို့အချိန်ကြာလာပါပြီခင်ဗျာ။ဒီတစ်ပတ်မှာလည်းကျွန်တော်နဲ့တူတူဖျက်ချပေးမယ့်သူကတော့မတ်တီလီပဲဖြစ်ပါတယ်ခင်ဗျာ။ဟုတ်ကဲ့မင်္ဂလာပါမတ်တီလီ။ဟုတ်ကဲ့မင်္ဂလာပါကောင်ကျော်ရေအပတ်စဉ်တင်ဆက်ပေးနေတဲ့ကျမတို့ရဲ့ Talk to DBB အစီအစဉ်ဒီတစ်ပတ်အတွက်ပြန်ထုတ်လွှင့်မယ့်အချိန်ရောက်လာပါပြီပေါ့ ဟုတ်ကဲ့ပါမသိဒီတစ်ပတ်မှာပေးတာတွေထဲကမှာပရမအူးဆုံးဖျက်ပြပေးခြင်းနဲ့ပေးစာကတော့ဒီဘေးရင်မျိုးနေတွေကပြဖို့လာတဲ့ပေးစာနဲ့အရင်ဆုံးစပြီးတော့ဖျက်ပြခြင်းပါတယ်ခင်ဗျာခြေတာထားတဲ့အကြောင်းအရာကတော့မင်္ဂလာပါတော်တူ TPP ကျွန်တော်ကတော့ဒီဘေးရင်မျိုးနေလက်လုံတောင်ကြီးရွာကပါကျွန်တော်တို့ရွာမှာတရားမဝင်မူရစ်စေးရောင်းဝယ်ဖောက်ကားမှုတွေရှိနေပါတယ်ဒီတရားမဝင်မူရစ်စေးရောင်းဝယ်ဖောက်ကားမှုတွေတိတိတသာရှိနေပြီမဲ့လဲ ကြီးရွာလုံးကျုံကြီးခေါင်းဆောင် တောင်ဝန်ရှိသူတွေအနေနဲ့ရည်ရွယ်ဆောင်ရွက်မပေးနိုင်တဲ့အတွက်ဒီကိစ္စကိုအထက်က NUG တောင်ဝန်ရှိသူတွေအနေနဲ့ဆောင်ရွက်ပေးဖို့တောင်ဝန်သည့်ပြည်သူတယောက်အနေနဲ့တော်တူ DVB ကနေတစင်သိရှိပေးရန်ပေးဖို့အပ်ပါတယ်လုံးကျုံကြီးရမီမဖော်လိုပါဆိုပြီးတော့ကျွန်တော်တို့ဒီဒီပေးရင်းမျိုးနဲ့ဒါလက်လှုပ်ဒါတောင်ကြီးရွာပေါ့လေအဲ့ကြီးရွာမှာဆိုရင်ဒါတရားမဝင်မူရစေဝါ ရောင်းဝယ်ဖောက်ကားနေတဲ့အကြောင်းရေးသားပြပို့လာတဲ့စာကိုဖတ်ကြားပေးလိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့ပါကောင်ကျော်ရေးအခုတစ်ခါဖတ်ပြပေးမယ်ပေးစာကတော့ ARD တိုင်းမြန်အောင်မြို့နယ်ကပြပို့လာတဲ့ပေးစာပါရှင် ARD တိုင်းမြန်အောင်